သူများကိုဝေဖန်ရတာလွယ်လားခက်လားတကယ်တော့သူများကိုဝေဖန်ရတာသူများကိုတိုက်ခိုက်ရတာအရက်လွယ်တယ်ဗျအထူးသဖြင့်အချက်အလက်တွေမပါဘဲအစိုးမြန်ဝါဒနဲ့လိုက်ပြီး blame နေရတာလိုက်ပြီးဝေဖန်နေရတာအလွယ်ဆုံးပဲဗျလူတိုင်းလုပ်နိုင်တယ်တင်လဲလုပ်နိုင်တယ်ကျွန်တော်လည်းလုပ်နိုင်တယ်ဒါပေမဲ့မှတ်ကန်တဲ့အချက်အလက်နဲ့ထောက်ပြဝေဖန်တာကတော့ခက်တယ်ဗျဒါကိုလူတိုင်းမလုပ်နိုင်ဘူးဘာအချက်အလက်မှမပါဘဲကိုမျက်စိရှိမှမြင်နေရတာကိုကြားနေရတာတွေအားလုံးကို negative thoughts အဆိုးမြန်တဲ့အတွေ့အကြုံနဲ့လိုက်ပြီးဝေဖန်ရင်တော့အရန်တွေပြဒါလူတိုင်းနိုင်တယ်အထူးသဖြင့်အချိန်နေပုံနေတဲ့သူတွေအားနေတဲ့သူတွေပေါ့ဗျာဒီလိုလူတွေစီမှာ negative thoughts အဆိုးမြန်တဲ့အတွေ့အကြုံတွေဝင်လာပြီဆိုရင်ဝေဖန်ရတာအရန်လွယ်တာပေါ့ဗျာဆိုတော့ဝေဖန်ရတာလွယ်သလောက်ဝေဖန်ခံရတာဟာအများစုတော့ခက်တတ်ပါတယ်ဘလောက်ပဲရင့်ကျက်တယ်ပြောပြော ဝေဖန်ခံရတာဟာအ ਨੇ နဲ့အများတော့ကျွန်တော်တို့ရဲ့စိတ်တွေကျွန်တော်တို့ရဲ့အာယုံတွေကိုထိခိုက်စေပါတယ်။ဒါဆိုရင်သူများတဲ့ဝေဖန်တာကိုမခံရအောင်နေလို့ရမလား။နေလို့ရတယ်ဆိုရင်ရောဘလို့နေရမလဲ။ဒီမိကွန်းတွေကစိတ်ဝင်စားစရာကောင်းတဲ့မိကွန်းတွေဖြစ်ပါတယ်။ဒါဆိုရင်ပထမမိကွန်းဖြစ်တဲ့သူများတဲ့ဝေဖန်တာကိုမခံရအောင်နေလို့ရမလား။မရနိုင်ဘူးဗျ။သူများဝေဖန်တာကိုမခံခြင်းရင်တော့တော်တဲ့သွားနေရုံလူတွေမရှိတဲ့တော်တဲ့ကိုသွားနေရုံပဲရှိတယ်။ ဒါတောင်တရိษံလေးတွေငှက်ကလေးတွေကတင့်ကိုလောင်နေရင်လောင်နေဦးမှာပါအကြောင်းမလို့သူများဝေဖန်တာကိုမခံရအောင်နေလို့ရတော့မဖြစ်နိုင်ဘူးတင်ကောင်းတာပဲလှုပ်လို့ဆိုးတာပဲလှုပ်လို့ဝေဖန်တဲ့သူကတော့ရှိနေမှာပဲအထူးသဖြင့်လူအတိုင်းဝိုင်းထဲမှာနေရင်ဝေဖန်မှုတွေကြုံနေရဦးမှာပဲတင်ကောင်းတာတွေလှုပ်နေလေဝေဖန်မဲ့သူရှိနေမယ်မကောင်းတာတွေလှုပ်နေရင်တော့ဝေဖန်မဲ့သူပူများမယ်ပေါ့ဗျာကျွန်တော်ဘာသာရေးအရာကြည့်မယ်ဘုရားဘာသာအရာဆိုရင်မြတ်စွာဘုရားဟောတော် ဝေဖန်ခဲ့တဲ့သူတွေတိုက်ခိုက်ခဲ့တဲ့သူတွေရှိသေးတာပဲကျွန်တော်တာမန်လူသားတွေဝေဖန်ခံရတာမဆန်းပါဘူးတခြားဘာသာတွေမှာလည်းထို့တူပဲဗျသူတို့ယုံကြည်ထားတဲ့ဘုရားသခင်ဆိုတဲ့သူတွေကိုလည်းဝေဖန်ခဲ့တဲ့သူတွေအများကြီးပဲဗျတိုက်ခိုက်ခဲ့တဲ့သူတွေအများကြီးပဲဒါကြောင့်မလို့လူတဘာဝအရာဝေဖန်တာတိုက်ခိုက်တာကတော့ရှောင်ရှားဖို့တော်တော်ခက်ပါလိမ့်မယ်ဒါဆိုရင်ဒုတိယမြောက်မေခွန်းအတွက်ဖြေစရာမလိုတော့ဘူးပေါ့ဗျာလူတွေဝေဖန်တာကိုမခံရအောင်ဘယ်လိုနေရမလဲဆိုတာကတော့အဖြေမရှိတော့ဘာလို့လို့ဝေဖန်မဲ့သူတွေကတော့ရှိနေအောင်ပါပဲ အခုကျွန်တော်ပြောနေတာကတော့မှဝေဖန်ကျင်တဲ့သူတွေကတော့ဝေဖန်နေုံမှာပဲခွန်မနဲ့မှလာဝေဖန်တာဖြစ်နိုင်တယ်ကျွန်တော်ရဲ့ဗီဒီယို share ပြီးဝေဖန်တာလည်းဖြစ်နိုင်တယ်ခွန်မလည်းမမှန်ဘူး share လည်းမ share ဘူးအချင်းချင်းကျွန်တော်ဗီဒီယိုပြပြီးတော့ဝေဖန်နေရလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲအဲ့လိုမှသူများနဲ့အတူတူမဝေဖန်ဘူးခွန်မနဲ့လည်းမရေးဘူး share ပြီးတော့လည်းမဝေဖန်ဘူးဆိုရင်တော့မှအ ਨੇ ဆုံးတော့ကျွန်တော်ကိုကြည့်မရတဲ့သူသို့မဟုတ်ကျွန်တော်ကိုမြင်လိုက်တာနဲ့ negative အတွေးတွေဝင်လာတဲ့သူ negative feeling တွေဝင်လာတဲ့သူဆိုလို့ရှိရင်သူ့အတွေ့အထဲမှာကျွန်တော်ဝေဖန်ခြင်းနေမှာပဲဒါကထိန်းလို့မရဘူးဗျဒါအယောက်တရာမှာ90လောက်ကတော့ဝေဖန်ခြင်းတဲ့စိတ်ရှိနေမှာပဲဆိုတော့ကျွန်တော်တို့ဘဝတွေမှာသူများရဲ့ဝေဖန်လာရင်ဘယ်လိုပြန်တိဆောက်ကြမလဲဘယ်လိုထိန်းချုပ်မလဲအကောင်းဆုံးနည်းလမ်းကတော့ ignore ဥပ္ပခါပြုလိုက်တာအကောင်းဆုံးနည်းလမ်းပဲဗျဆိုတော့မြန်မာစကားမှာရှိတဲ့အမြင့်ရောက်လေလေးတိုက်လေအမြင့်မရောက်လေတိုက်ပါလေ နော်အမြင့်ရောက်လေလေတိုက်လေဆိုတာကိုလုံးနေတဲ့အလုပ်တွေဟာအိုအောင်မြင်လာလေလေဝေဖန်မဲ့သူပုံများလာလေလေပဲဗျကျွန်တော်အစုံမယ်လေးတစ်ခုကြားဘူးတယ်ဗျ if everyone likes you then you have a problem လူတိုင်းကမင်းကိုကြိုက်နေပြီလူတိုင်းကမင်းကိုသဘောကျနေပြီဆိုရင်မင်းမှာပြဿနာတစ်ခုတော့ရှိနေပြီဆိုတော့ကျွန်တော်ကလောကမှာလူတိုင်းကြိုက်တဲ့သူ လူတိုင်းချစ်တာခံရတဲ့သူဆိုတာမရှိဘူးဗျတင်ဘလောက်ပဲချောချောတင်ဘလောက်ပဲချစ်စရာကောင်းနေနေ တင်းလုံးရက်တရဘလောက်ပဲခုံယူစရာကောင်းနေပါစေလူပေါင်း69ယောက်ကတင်းကိုချီးကျူးနေတောင်မှတယောက်လောက်ကတော့တင်းကိုဝေဖန်ကျင်တဲ့သူအမြင်ကက်တဲ့သူရှိနေနိုင်တာပဲဒါဟာလည်းလူတဘာဝမလို့ဒါကိုအပြစ်ပြောလို့လည်းမရပြန်ဘူးဒါကြောင့်ဝေဖန်မခံရအောင်ဘလို့နေမလဲဆိုရင်တော့ဘလို့မှနေလို့မရပါဘူးဘာလို့လို့ဝေဖန်မဲ့သူကတော့ရှိနေမှာပါအခုခေတ်လိုအချိန်မှာဆိုရင်တော့ပိုများတာပေါ့ဗျာ Facebook လို Instagram လို YouTube လိုနေရာတွေမှာလူတွေကဝေဖန်မှုအစင်သင့်ပဲဗျာ သင်ပါလို့လို့ဝေဖန်ဖို့အဆင်သင့်ပဲသင်ကအောင်မြင်တဲ့မင်းသားမင်းသမီးတယောက်ဖြစ်နေသလားဝေဖန်မဲ့သူရှိနေမှာပဲသင်ကသူများအချိုးဆောင်တဲ့ bright တွေလုပ်နေတာလားဝေဖန်မဲ့သူရှိနေမှာပဲသင်ကနိုင်ငံအချိုးအတွက်ဆိုပြီးတော့နိုင်ငံကောင်းဆောင်လုပ်ဖို့နိုင်ငံရေးလုပ်နေရလားဝေဖန်မဲ့သူရှိနေဦးမှာပဲအသင်ဟာသိပ္ပံပညာရှင်တယောက်အနေနဲ့ဖြစ်ဖြစ်ကဘာကြီးကိုစိတ်ပူပြီးတော့ကဘာကြီးကိုကယ်ဖို့စ조사နေတဲ့သူတယောက်ဖြစ်ဖြစ်သင်ကဝေဖန်မဲ့သူရှိနေဦးမှာပဲကဘာမှာလူသားတိုင်းရတဲ့နဲ့ လူအခွန်ရေးကိုရရှိဖို့အတွက်တိုက်ခိုက်ပေးနေတဲ့သူလူခွန်ရေးကိုကောက်ွယ်ပေးနေတဲ့သူဖြစ်နေလေဝေဖန်မဲ့သူရှိနေအောင်ပါပဲဒါကြောင့်မလို့သင်ပါပဲလှုပ်လို့ဝေဖန်မဲ့သူတွေကတော့ရှိနေမှာပဲအကောင်းဆုံးနည်းလမ်းကတော့ ignore ဥပိ္ပခါပြုထားပါကိုလို့ဆရာရှိရကိုဆက်လုပ်ပါဒါဟာကျွန်တော်တို့အတွက်အကောင်းဆုံးနည်းလမ်းမှာပဲဗျအဲ့တော့ဝေဖန်မှုတွေကိုကျွန်တော်တို့ကဥပိ္ပခါမပြုနိုင်ဘူးဝေဖန်မှုတွေကိုကျွန်တော်တို့ရဲ့အတွေးထဲမှာထည့်ပြီးတော့ like ခံစားနိုင်မယ်ဆိုရင် ဖိစီးခံနေမယ်ဆိုရင်ကျွန်တော်လောက်ရမဲ့အလုပ်တွေကရှေ့ဆံမတိုးနိုင်တော့ဘူးဗျကျွန်တော်အချိန်တွေကအဲ့ဘက်ကိုပါသွားရောကျွန်တော်ပျော်ပျော်ရွှင်ရွှင်ဖြစ်နေရမယ့်အချိန်တက်တက်ကြွကြွရှိနေရမယ့်အချိန်မှာအဲ့ဒီဝေဖန်မှုတွေအကြောင်းတွေးနေမယ်ဆိုရင်ကျွန်တော်အချိန်တွေအလကားကောင်းဆုံးသွားရောသမျောစရာကောင်းနေပေါ့ဗျနောက်ထပ်ကျွန်တော်စာဖတ်ရက်နဲ့ရခဲ့လိုက်တဲ့ဘူးတူတာလေးတစ်ခုရှိတယ်လူတစ်ယောက်ကအသင်ကို7မိနစ်လောက်ဝေဖန်မယ်အပြစ်တင်မယ်လှောင်ပြောင်မယ်ပေါ့ဗျာ ဲ့ဒီ7မိနစ်လောက်လေးတင့်ကိုဝေးပန်းလောင်ပြောင်လိုက်တာကြီးကိုတင်ကအဲ့ဒါကြီးကိုတနေကုန်တွေးရပြီးတော့ထမင်းစားရင်လည်းဒီစိတ်ရေးတော့တော့လည်းဒီစိတ်အလုံးလုံးနေရင်လည်းဒီကောင်ကောင်ဝေးပန်းရလားဆိုတဲ့စိတ်အဲ့ဒါကြီးကိုတနေကုန်တွေးနေတယ်ဆိုရင်ခမရကုံသွားတဲ့အချိန်ကြီးကအရင်နှမျောစရာကောင်းတယ်ဗျဆိုတော့အဲ့ဒီ7မိနစ်စာလောက်ဝေးပန်းမှုလေးကိုကျွန်တော်ကြံနေတဲ့20နာရီလုံးတွေးပြီးတော့အချိန်ကုန်ခံနေမလားမဖြစ်သင့်ဘူးဗျဆိုတော့ဥပက္ခပြုလိုက်ပါဥပက္ခမပြုနိုင်ရင်ဘာတွေဖြစ်လာလဲဆိုတော့ဖြစ်စင်းမှုဖြစ်လာမယ် စိတ်ဖြစ်စီမှုကအရင်ကြောက်ဖို့ကောင်းတယ်ဗျမက်ဆီလိုကြားဘူးမှာပေါ့ကျွန်တော်မြန်မာလူမျိုးတွေတခြားနိုင်ငံမှာသွားပြီးအလုပ်လုပ်ကြတယ်အဲ့မှာတိုက်ပွားနဲ့ခုံချပြီးတော့ကိုကိုကိုအဆုံးစီရင်သွားတာတို့မြစ်ထဲကိုခုံချပြီးကိုကိုကိုအဆုံးစီရင်သွားတာတို့အဲ့လိုပဲကဘာကျော်အစိုးတော်တွေကိုကိုကိုအဆုံးစီရင်သွားတာတို့ရုပ်ရှင်မင်းသားမင်းသမီးတွေတနည်းနည်းနဲ့ကိုကိုကိုအဆုံးစီရင်သွားတာတို့ဒါတွေကစိတ်ဖြစ်စီမှုကြောင့်ဖြစ်တာဗျဒီစိတ်ဖြစ်စီမှုတွေဆိုတာကလည်းအများအပြားကကိုကိုကိုတိုက်ခိုက်လို့ဆိုတာထက် ိုကိုကိုဖီစီမှုတွေရှာလို့ဆိုတာတက်တခြားသူတွေတိုက်ခိုက်မှုတွေတခြားသူတွေရဲ့ဝေဖန်မှုတွေကိုကျွန်တော်တို့မထိန်ချုပ်နိုင်လို့ကျွန်တော်တို့ဥပိ္ပခာမပြုနိုင်လို့ဖြစ်လာတဲ့ဖီစီမှုတွေကပိုများတယ်ဗျဒါကြောင့်ဥပိ္ပခာပြုခြင်းကအရင်အရေးကြီးတယ်လို့ပြောတာပါအဲ့ဒီစိတ်ဖီစီမှုကနေအန္တရာယ်ရှိတဲ့အဆင့်ကိုရောက်လာရင်မျောလင်းချက်တွေကင်းမဲ့သွားတဲ့အဆင့်ကိုဖြစ်တတ်တယ်ဗျငါလုံးနေတဲ့အလုပ်တွေဟာဘယ်သူမှငါ့ကိုတန်ဖိုးမထားတော့ဘူးငါပါရီဘက်လုံးနေနေလူရန်ကငါ့ကိုအကောင်းမပြောတော့ဘူးဒါဆိုရင်ငါလုံးနေရတဲ့အလုပ်တွေဟာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲငါရှင်သန်နေရတာဘာအဓိပ္ပာယ်ရှိတော့မှာလဲအဲ့လိုနဲ့ကျွန်တော် hopeless မျောလင်းချက်တွေမဲ့လာတယ်ကျွန်တော်လူသားတယောက်အနေနဲ့မျောလင်းချက်မဲ့ခြင်းဟာကြောက်စရာအကောင်းဆုံးပဲဗျမျောလင်းချက်မဲ့လာရင်ဘာမှမလုပ်ချင်တော့အရာရာကိုအရှုံးပေးကျင်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ဘဝရှင်သန်ဖို့တောင်အရှုံးပေးကျင်သွားလိမ့်မယ်ပေါ့ဒီလိုဖြစ်လာရင်အသက်အန္တရာယ်ပါစိုးရင်ရတယ်ဗျဒါကြောင့်မလို့ upic ပြုနေအောင်စူးစမ်းပါဝေဖန်တိုက်ခိုက်မှုကတော့ရှိလာမှာပဲကျွန်တော်အင်းလေးစကားသင်ပေးတယ်ဝေဖန်ကြတဲ့သူရှိမှာပဲ ကျွန်တော်အဝဆအဝပုံကြည့်ပြီးတော့ဝေဖန်တဲ့သူလည်းရှိမှာပဲတင်ဘလောက်ပဲလောက်အောင်မိတ်ကပ်ပြင်နေပါစေဝေဖန်မဲ့သူရှိနေဦးမှာပဲဒါပေမဲ့ပထမဆုံးကျွန်တော်မိခဲ့တဲ့မိကွန်းတွေထဲမှာတွေ့ရလိမ့်မယ်ဝေဖန်ရတာလွယ်သလားလွယ်ပါတယ်တင်လဲဝေဖန်လို့ရတယ်လို့ကျွန်တော်လည်းဝေဖန်တတ်ပါတယ်ဒါပေမဲ့တိကျမှန်ကန်တဲ့အချက်အလက်နဲ့ထောက်ပြဝေဖန်တာကတော့အရန်ခတ်ပါတယ်ဒီလိုလုံနိုင်တဲ့သူကလည်းတော်တော်နေပါတယ်ဒါကြောင့်ကျွန်တော်ရဲ့မိကွန်းကိုပြန်ဖြေရရင်တော့သူများကိုဝေဖန်ရတာ လွယ်လားခက်သလားဆိုရင် ဖြစ်တယ်လို့အားနေလို့အစိုးမျက်နှာတွေးရင်လည်းဝေဖန်ရတာအရန်လွယ်ပါတယ်။မှန်ကန်တဲ့နီးလန်းနဲ့မှန်ကန်တဲ့အချက်အလက်တွေနဲ့ထောက်ပြဝေဖန်ရတာကတော့အရန်ခက်ပါတယ်။နောက်ထပ်အကြံပေးချင်တာကတော့ကျွန်တော်တို့ဘာလို့လို့ဝေဖန်မဲ့သူတွေရှိနေမှာပါပဲ။ဒါကြောင့်မလို့ဝေဖန်မှုတွေကိုသိပြီးခံစားမနေပါနဲ့။ဥပိ္ပကပြုပါကိုလုံးဆရာရှိတာကိုရှင်းဆက်ပြီးတော့လုပ်နေပါ။ အလုံးနဲ့တက်တည်ပြနိုင်မှလည်းပဲအဲ့ဒီဝေဖန်မှုတွေကိုကိုနိုင်နေဆိုတာဖြစ်သွားမှာကိုကအနိုင်ယူလိုက်တယ်ဆိုတာဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့ဝေဖန်မှုတွေကိုအလုံးနဲ့တက်တည်ပြနိုင်တဲ့သူတွေဖြစ်ကြပါစေ။